လ်ဆီယမ်နဲ့ကလေးကျန်းမာရေးကလေးလက်ကလေးတွေခြေကလေးတွေကင်ကြည့်ရတာပျော့စီပျော့စီနေစရာအနာကလူတွေကတော့ကယ်ဆီယမ်ချို့တဲ့တာဖြစ်မယ်လို့ပြောတာပဲအဲ့ဒါဆရာနဲ့လာတိုင်မင်းနာဒီစကားမျိုးတွေခဏခဏကြားဖို့ဒီကယ်ဆီယမ်အကြောင်းတစ်ဆောင်းမလုံးရေးမှာဆိုတော့ခဏအသာထား၍အနာကလူတွေအကြောင်းကို အရင်ပြောကြပါစို့ စေပညာသည်အလွန်နှက်ဆိုင်ပါသည်ခလေးငယ်တို့၏ခန္ဓာကိုယ်သည်အလွန်တိမ်မွေ့ပါသည် ထို့ကြောင့်ခလေးစေပညာဆိုသည်မှာတိမ်မွေ့သလောက်နှက်ဆိုင်ပါသည်ထို့ခလေးစေပညာကိုကျွန်တော်နောက်ဆုံးနှစ်အပိုင်းကစေချောင်းသားဘဝကတလနောက်ဆုံးနှစ်အပိုင်းခစေချောင်းသားဘဝက3လအလုတ်တင်ဆရာဝန်ဘဝက3လစာတွေ့လက်တွေ့တင်ကြားခဲ့ပြီးနောက် 1992ခုနှစ်မှစ၍ဘွဲ့လွန်ကလေးဆေးပညာကိုသင်ကြားခဲ့ပြီးနောက်ဆုံးစာမေးပွဲဖြေ၍ရစရာရှိသောဘွဲ့လွန်ကို2005ခုနှစ်မှရခဲ့တာဆိုတော့ကျွန်တော်ဤကလေးဆေးပညာဘွဲ့လွန်သင်တန်းသားဘဝမှာ15နှစ်ကြာမြင့်ခဲ့ပါသည်အနာဂတ်လူတွေကကလေးဆေးပညာကိုတရက်တောင်မသင်ကြားဘူးကြပါအနာဂတ်လူတွေဆေးပညာမတတ်တာကတော့ အခြားနိုင်ငံများတွင်လည်းအထူးတူပင်ကျွန်တော်တို့မြမလူမျိုးအနာကလူတွေသူများနိုင်ငံကအနာကလူတွေနဲ့မတူသည့်အချက်ကတော့အကြံပေးတာကိုဝါသနာပါကြခြင်းပင်ဖြစ်ပါသည်မတတ်သည့်သူကအကြံပေးမှတော့တက်ရောင်ကအကြံသာဖြစ်တော့မပေါ့ဒေါက်တာရဲ့ဆောင်းပါလူမျိုးဖတ်ပြီးတောင်းအကြံပေးတာဆိုတော်သည်ငါကခလေးလေးအောင်မွေးပြီးသားငါနားလေတယ်ဟုဆိုတာ သွားအကြံပေးတာမျိုးဆိုရင်တော့ကလေးဆေးပညာကိုကလေးမွေးရင်လေ့လာလို့မရတာသတိရစေချင်ပါတယ်။ကလေးအထုကုဆရာဝန်တဝက်နီးနီးလောက်ကအပြိုကြီးများဖြစ်ကြတော့လေ။သူတို့အားလုံးကလေးဆေးပညာကိုကလေးလေးအောင်မွေးထားသော အမိထက် အများကြီးတက်ကြပါတယ်။တချင်တချက်စိတ်ရင်းနဲ့မပါကြပါနဲ့။သူများကလေးအတွက်အနေရများလာပါတယ်။ဆော့ဆော့ကကန်ကြည့်လေ ျော့စီပျော့စီဖြစ်နေသည်ဆိုတာကကြွက်သားပါအစီပါအယိုးမဟုတ်ပါကယ်စီယမ်နဲ့ဘာမှမဆိုင်ပါဆောဆောကကင်ကြည့်လင်းပျော့စီပျော့စီဖြစ်နေသည်ဆိုတာကကြွက်သားပါအစီပါအယိုးမဟုတ်ပါကယ်စီယမ်နဲ့ဘာမှမဆိုင်ပါတနစ်အောင်အထူးသဖြင့်6လအောင်ဘဝကိကိလေးတွေကိုကင်ကြည့်ညှင့်ကြည့်လင်းဖောင်းဖောင်းအီအီကလေးတွေဖြစ်နေတာ ချစ်เสียပါဘာမှအသားပြော့တာမဟုတ်ပါ ခလေးချမ်းမာလားမချမ်းမာလားတိရအောင်ကညှစ်ကြည့်ရတဲ့မျိုးမှမဟုတ်တာ ကဲကယ်လ်ဆီယမ်ဖတ်လှည့်ကြပါအောင်ဆိုမြမခလေးများကယ်လ်ဆီယမ်အားစီပုံမှန်တောက်တဲ့မတောက်တဲ့ဒီနေရာမှာ အယူအဆတွေကနည်းနည်းကွဲပြားနေသည်မိခင်တို့ဆုံနေသောခလေးတယောက်အတွက်ကတော့မိခင်တို့ထဲတွင် ကယ်လ်ဆီယံအလုံလောက်ပါပြီးဖြစ်သဖြင့်မလိုအပ်တာတေချာသည်အခြားလူကြီးအစားအစာတွေစားနေပြီးဖြစ်သောကလေးအတွက်ကတော့မြမကလေးများသည်နိုင်ငံသားကကလေးတွေလိုနွားနို့ ပုံမှန်ဆွဲတောက်လေးမရှိသဖြင့်အပိုကယ်လ်ဆီယံလိုအပ်သည်ဟု ယူဆသူတွေလည်းရှိသည်ရန်ကုန်မန္တလေးမှအပမကွေးအပါဝင်မြမနိုင်ငံဒေသတော်တော်များများတွင်တောက်ရည်သေးတွင် ထုံးထက်များသဖြင့် ကယ်လ်ဆီယမ်ထပ်မတောက်သင့်တော့ဟုယူဆသူတွေလည်းရှိသည် အသေးစိတ်တွက်ချက် သူတေသနလှူထားမှုများရှိမရှိကိုတော့မသိရအလွယ်ပြောရရင်တော့တန်စေးလွန်ပေးဆိုပါစို့ကယ်လ်ဆီယမ်ဘာကြောင့်လိုအပ်တယ်လဲကလေးသည်ကယ်လ်ဆီယမ်လုံလုံလောက်လောက်ရရှိရန်လူကြီးထက်ပို၍အရေးကြီးသည်အဘယ်ကြောင့်ဆိုသောကလေးတွင်ဖွံ့ဖြိုးကြီးထွားနေသောအယိုးများ တွားများရှိနေရဖြစ်သည်ကယ်ဆီယမ်ချို့တဲ့ပါကခလေးများတွင်အရိုးပျော့ယောဂါ rickets ဖြစ်နိုင်ပြီးလူကြီးများတွင်အရိုးပွားယောဂါ osteoporosis ဖြစ်နိုင်သည်ငယ်စဉ်ကအရိုးပျော့ယောဂါဖြစ်ခဲ့သောခလေးများ လူကြီးဖြစ်လာလင်းလဲအရိုးပွားယောဂါဖြစ်နိုင်သည်အရိုးပွားယောဂါရှိလင်းအယိုးကျိုးလွယ်သည့်69ရာခိုင်နှုန်းသောကယ်ဆီယမ်ကိုအယိုးထဲတွင် တို့မိထားသည်တိရဂိုင်းလုံးကတော့သွားအသားနှင့်သွေးထဲတွင်ရှိသည်ကယ်ဆီယမ်သည်အယိုးအတွက်သာမကပဲခန္ဓာကိုယ်ဤအခြားသောဇီဝဖြစ်စဉ်များနှင့်သွေးတိတ်ခြင်းတို့တွင်လည်းပါဝင်သည်အာယုံကြောကြွက်သားနှင့်နှလုံးတို့ပုံမှန်အလုံးလုံးရန်လဲကယ်ဆီယမ်လိုအပ်သည်ကယ်ဆီယမ်ဘယ်အခါချို့တဲ့တလဲခန္ဓာကိုယ်အတွင်းရှိ ကယ်လ်ဆီယမ်အနည်းအများကိုဗိုက်တာမင် D နဲ့ဖော့စဖရပ်ပမာဏတို့ကထိမ့်ချုပ်ထားသည်ရင်းနှုတ်ကိုတဖန် ပါရာသိုက်ဟော်မုန်းနှင့်ကယ်စီတိုနင်အမင်းရှိ ဟော်မုန်းနှစ်ခုက ထိမ့်ချုပ်ထားပြန်သည်ဆိုလိုသည်ကကယ်စီယမ်ချို့တဲ့သော အစာအသောက်ကို အချိန်တိုကာလမျှစားရုံနှင့်ကယ်စီယမ်က ချို့တဲ့မသောအယိုးထဲမှရှိသောကယ်စီယမ်ကိုပေါ်ပြပါယန္တရားများက ထောက်ယူသုံးဆွဲပြန်ဖြည့်လုပ်ပေးသည်တော်တော်ကြီးအချင်းကြအောင်မဆိုင်ရမှအယိုးပြော့ယောဂါဖြစ်သည်ညာသောအဖြစ်တော့ကယ်စီယမ်ချို့တဲ့ရသည်မှာကယ်စီယမ်မဆိုင်ရ၍ထက်ဆန်းလင်းဗီတာမင် D ချို့တဲ့တာကြောင့်ဖြစ်တာများသည်ကယ်စီယမ်ဘလောက်လိုအပ်ပါသလဲမွေးကင်းစမှ6လအထိမိခင်တို့ဆိုပါကတရက်230မီလီဂရမ်နိုဘူးဆိုပါက400မီလီဂရမ် နိုဘူးမှကယ်စီယမ်ကိုမိခင်နိုမလောက်ခလေးကထိရောက်စွာမဆုံနိုင်ပါခုနှစ်လမှတစ်နှစ်အထိမိခင်နိုဆိုပါကတရက်290မီလီဂရမ်နိုဘူးဆိုပါက600မီလီဂရမ်တစ်နှစ်မှ3နှစ်အထိ900မီလီဂရမ်၄နှစ်မှ10နှစ်အထိ900မီလီဂရမ်6နှစ်မှ17နှစ်အထိ1000မီလီဂရမ်7နှစ်မှ18နှစ်အထိ 2300မီလီဂရမ်ကယ်ဆီယမ်ကိုဘယ်ကရပါသလဲကယ်ဆီယမ်ကို အားစေးများမှတော့၎င်းအစာအသောက်မှတော့၎င်းရနိုင်ပါသည် အားစေးများထက်အစာနှင့်အစာအသောက်မှကယ်ဆီယမ်ကို ခလေးတို့မှပုံမှန်စုပ်ယူအသုံးချနိုင်သည်ဗီတာမင် D သည်ကယ်ဆီယမ်ကောင်းစွာစုပ်ယူနိုင်မှုအတွက် မရှိမဖြစ်လိုအပ်သည်ဗီတာမင် C နှင့်နို့ထဲတွင်ပါသော lactose ကို တခြားထက်တို့ကလည်းကယ်ဆီယံစုံယူမှုကိုအားပေးသည် အစီတက်လွန်ကဲသော အစာအစာများကကယ်ဆီယံကိုချို့တဲ့စေသည်ဖော့စဖရက်ကလည်းကယ်ဆီယံကိုချို့တဲ့စေသည်တတိပြုရန်မှာကရင်ဆော်ဒါကဲ့သို့သော အချို့ရည်များက ဖော့စဖရက်ပါနေခြင်းပင်ဖြစ်သည် အစာအိမ်အနာပျောက်ဆင်းများကလည်းကယ်ဆီယံကိုချို့တဲ့စေသည်နိုးနဲ့နိုးထွက်ပစ္စည်းများသည် ကောင်စီရန်အကျွယ်ဝဆုံးသောအစာစာများဖြစ်သည်နွားနို့တစ်ခွက်တောက်ယုံနှင့်ကယ်စီယမ်300မီလီဂရမ်ခန့်ရနိုင်သည်ထို့ကြောင့်လို့ဆုအရွယ်မဟုတ်တော့သော ခလေးများကိုပင်နွားနို့တစ်ခွက်နှစ်ခွက်တော့နေ့စဉ်တိုက်သင့်သည်ဒီထက်တော့လည်းမပိုသင့်ဒီထက်ပိုတောက်၍ခလေးကတခြားအစာအာဟာရများ ကောင်းကောင်းမစားတော့ပါက တခြားအာဟာရများ ချို့တဲ့နိုင်သည် အထူးသဖြင့်တန်တက်ချို့တဲ့တက်သည်အစီလျှော့ထားသောနွားနို့တစ်ခွက်တွင်ကယ်ဆီယမ်350မီလီဂရမ်အထိပါတော်လဲအသက်တစ်နှစ်မှနှစ်နှစ်ခလေးများဒီကအစီတက်ပုံမှန်ပါတော်နွားနို့ကိုသာတောက်တင်ပါသည်ပုံမှန်ပဲနို့တစ်ခွက်ဒီကကယ်ဆီယမ်33မီလီဂရမ်သာပါ၍ရေရှည်မီဝဲသုံးဆွဲတဲ့သည့်နို့မျိုးမဟုတ်ချေမလွဲမရှောင်သာသောအခြေအနေ ဥပမာနာတာရှိဝန်းရှောယောဂါလိုဟာမျိုးကြောင့်ဘဲနိုရေတောက်သုံးရပါကကယ်လ်ဆီယမ်ထပ်ပိုးထားသောဘဲနို300မီလီဂရမ်ပါတီကိုသာတိုက်သင့်ပါသည်မြမကလေးများက ပုံမှန်နွားနို့တောက်လိမရှိ cheese ဒိန်ငယ်အစရှိသည်တို့တွင်ကယ်လ်ဆီယမ်ပါတော်လဲဒါလဲသူတို့ပုံမှန်မစားအယိုးပါနူးအောင်ဝါးစားနိုင်သောငါးကလေးများ ခရုအစရှိသည့်ပင်လယ်စာအချို့တွင် ကယ်စီယံကျွေဝသည်အစိမ်းအောင်ရှိသောအရွက်ချို့တွင်လဲကယ်စီယံပါသည်တော်တော်များများကလေးတွေကငားမကြိုက်အသေးရွက်မကြိုက်ပဲစီအမျိုးမျိုးတွင်လဲကယ်စီယံပါသည်တိတ်ငယ်သောကလေးများပဲစီစားလင်လဲတီးနိုင်သည့်အနေရှိပြန်သည် ကွေးကားလိုဟာမျိုးတွင်ကယ်စီယံထပ်အားဖြည့်ထားသော အမျိုးအစားများကတော့အကျိုးရှိနိုင်သည်တော်တော်အစားအသောက်ကြီးများသောကလေးဆိုလဲတော့ ကယ်လ်ဆီယံအားစေးတိုင်ရန်နိုမီတင်သည်ကယ်လ်ဆီယံအားစေးကလည်းမျိုးမျိုးရှိသည်တစ်ခုနှင့်တစ်ခုဦးကစုံယူနိုင်သည့်ပမာဏချင်းမတူအာနိသည်မတူဥပမာအသုံးများဆုံးကယ်လ်ဆီယံကာဗိုနိတ်လိုဆီးမျိုးကကယ်လ်ဆီယံ40ရာခိုင်နှုန်းအထိစုံယူနိုင်စွမ်းရှိတော်လဲခရုကိုအယိုးအဆရှိသည့်တဘာဝပစ္စည်းများကို အခြေခံထားပါကခန္ဓာကိုယ်အတွက် အနည်းငယ်ဖြစ်နိုင်သော ခဲတက်ပါလာနိုင်သည်ကယ်စီယမ်စစ်ထရိတ်ကမစင်ရခိုင်နှုံးဆုပ်ယူနိုင်ပြီးကယ်စီယမ်ကြောင့်စီးကျောက်တဲခြင်းဘေးအန္တရာယ်နည်းသည်ထို့သောသူပါသောအာဆီများကဈေးကြီးတတ်သည်ကယ်စီယမ်ဂလူကိုနိတ်ကယ်စီယမ်ဂလူဘိုင်ယိုနိတ်ကယ်စီယမ်လက်တိတ်စသည်တို့ကကယ်စီယမ်ပါဝင်မှုရခိုင်နှုံးတော်တော်နည်းသည်ဆေးပလင်အညွန့်ကိုတည်တည်ချာချာလေ့လာ ကလေးကိုလည်းဆရာဝန်နဲ့ဆန်းသက်ပြီးမှစတိုက်တာအကောင်းဆုံးပါပဲကောင်စီယံပို့သွားရင်ဘာဖြစ်နိုင်တလဲဒေါက်တာရဲ့စီးချောင်းသားဘဝတုန်းကစီးတက်ကတူးတက်လမ်းမတော်ကျောင်းဝင်းအနီးတွင်စိန်ကျွန်းစီးရှိသည်ထိုစီးထဲမှဈေးရောက်သည့်လူမျိုးကြီးတဦးနှင့်ခင်နေသည်ဖြစ်နေလေပိုင်းတွင်မှတခါတလေသူ့ဆိုင်သွားလေဖြစ်သည် ယခုတော့တပည့်ဆရာဝန်မလေးတဦးဤခင်မုံးမင်ဖြစ်နေပြီ ူဆိုင်သွားလေတိုင်းသူကကယ်လ်ဆီယမ်ဆေးပြဘူးကြီးချ၍ဧကန်သည်ပူရှိန်အားစီးဆိုပဲသူလည်းနှိုက်နှိုက်စားသည်ချို့ရာကိုယခုအသက်ရွယ်ရလာ၍ပညာနည်းနည်းပိုတက်လာတော့အဲ့ဒီအကြောင်းတော်တော်သတိရမိသည်မိတ်ဆွေကြီးကတော့ကလေးအထုကိုဆရာဝန်ပေါက်ဆတူဦးဤခင်မုန်းဖြစ်နေပြီဖြစ်၍နှိုက်နှိုက်စားမောင်းမီမဟုတ်ဒါမျိုးပလင်းများအိမ်မှာရှိနေလို့ ခလေးလလန်းမီနေလို့ကတော့ခလေးကချမ်းသာပြီးမိမထင်ဒါဆိုရင်ဆော့ဆော့ကပြောသည့်တန်ဆင်းလွန်ပေးပြတနာစတော့ပါမည်ကောင်စီယံကို တခါတလေမြများစားမိနေနော်ဦးကလည်းတက်နိုင်သလောက်တော့ထိမ့်မိတတ်သည်ဒါတော့ဝမ်းချုပ်တာရှိနိုင်သည်စီးကြောက်တဲတာများလာနိုင်သည်မြများအကြာကြီးဆွဲစားမိလင်အထူးသဖြင့်ဗီတာမင်ဒီပါ တွဲစားမိနေလင် ပြတနာတက်နိုင်နေ အစားအသောက်ပြက်တာပြို့တာအန်နာဖိုက်အောင်တာဒီအောင်ခြောက်ခြားဖြစ်တာတက်တာကစပြီးတတိလစ်သွားတာအထိရှိနိုင်သည် ခန္ဓာကိုယ်အနှံ့အပြားမှာကယ်လ်ဆီယံကြောက်ကလေးများကျနေဝင်နေတတ်သည်ဒါမျိုးကကယ်လ်ဆီယံအကျော်စီခဏခဏထိုးလင်းဖြစ်နိုင်သည်ကဲကယ်လ်ဆီယံများလာနေနေတာမှာနေတာဖြစ်ဖို့ရာခိုင်နှုန်းက ပိုများသဖြင့်ကလေးတွေကို ကယ်လ်ဆီယမ်လုံလုံလောက်လောက်ကျွေးပြီးရင်အရေးပါပုံကိုရောညာလာကရှားပြီးမဲ့အန်နီယံကြီးသည့်အတွက်ကယ်လ်ဆီယမ်အားစေးများအလွန်အကျွံတိုက်မိပါကအန်နီယံရှိပုံကိုပါဒီဆောင်မကမိမောင်းထိုးပြပြီးဖြစ်လောက်ပြီးဟုကျွန်တော်ယုံကြည်ပါသည်ရင်သွေးတို့ကယ်လ်ဆီယမ်ပြည့်ဝကြပါစေမပူရှင်ကြပါစေနဲ့ဒေါက်တာရဲမြင့်ကျော်